ဟယ်လိုအားလုံးပဲမိင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ Manchester United ရဲ့ဘက်ကတော့ Lamin Nuiyadi အပြောင်းရွှေ့မှာဂိုးသမားတယောက် ပြန်ခေါ်ဖို့အတွက်ကိုဦးစားပေးအဖြစ်ကြိုးပမ်းတော့မယ်တဲ့မှာပါတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်အဓိကကတော့ Unana Manchester United ကနေထွက်နိုင်ကြီး Sorry Arabia ကိုပြောင်းနိုင်ကြီးဟာပူပူပြီးတော့များလာပြီပေါ့နော်ဒါကြောင့် United အနေနဲ့ Nuiyadi အပြောင်းရွှေ့မှာဂိုးသမားတွေကိုပြင့်မှတ်ထားပြီးတော့ကျွန်တော်တို့ကကြိုးပမ်းလာဖို့ရှိတယ်ပေါ့ကျွန်တော်တို့ အားလုံးလည်းတိရတိုင်းပဲဗျာနွေရာသီအပြောင်းအရွှေ့မှာအတင်းကငွေသားမရှိတာကိုကစားမားတွေကိုရောင်းချပြီးတာနဲ့ရတဲ့ငွေတွေနဲ့နေရာတိုင်းနှီးပါးကိုကျွန်တော်တို့အပြောင်းလဲလှုပ်ဖို့ကြိုးပမ်းမှာပါနော် တိုက်စစ်မှုတွေလူတာနေရိုနေပတန်တွေလူတာဆန်ဒရမီဖီတွေလူတာဆန်ဒရဆနာဘက်လက်ဆနာဘက်တွေလူတာရိုက်ဝင်းဘက်တွေလူတာဒါတွေကိုကျွန်တော်ကြည့်ရင်အတင်းမှာလိုအပ်ချက်တွေကများလုံးပါတယ်ဆိုတော့လိုအပ်တဲ့နေရာတိုင်းကိုလည်းအားပြေးနိုင်ဖို့မရှိဘူးပေါ့နော်ဒါပေမဲ့လည်းလို့အဲ့ဒီနေရာကမှ ဂုဒမနေရာမှာကျွန်တော်လက်ရှိပါလာပြီ။အန်ဒရီဦးနန္ဒကလက်ရှိဆော်ရီယာရီပြကို ပြောင်းနိုင်ကြီးပို့ပြီးတော့များလာပြီဆိုပြီးတော့ကျွန်တော်ဒါဒီဘယ်လိုပြောရအောင်အကုန်သိရတယ် map တီရိုးပါလို့ကလည်းပို့ဖော်ပြထားတယ်။ဆိုတော့ဟိုပြီးခဲ့တဲ့နေ့ကလည်းကျွန်တော်တို့အနေနဲ့ပေါ့နော်သူ့အနေနဲ့အေဂျင့်အပြောင်းလဲလုပ်ထားပြီးတော့ဒီဘယ်လိုပြောမလို့ဆော်ရီယာရီပြကိုပြောင်းရွှေ့ဖို့အတွက်ကြိုးပမ်းနေတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်တက်လာတယ်။ဆိုတော့တန်း90ကျွန်တော်ပြီးထားတဲ့ဂုဒမကအသင်းမှာထင်တိုင်းလဲဖြစ်မလာဘူးပေါ့နော်။ထင်လို့လဲကျွန်တော်ဘလို့မှဖြစ်မလာဘူးဆိုတော့ ယူနိုက်တက်ရဲ့ဘက်ကတော့လက်ရှိကုသမပြောင်းချိန်တန်မီလို့ယူဆတဲ့အနေအထားမျိုးပါဆိုတော့ကျွန်တော်တို့အနေနဲ့အန်ဒရယ်ဦးနနာနေရာကိုအမှန်ကန်အစားထိုးဖို့ဆိုလို့ရှိရင်ဘယ်ကုသမတွေကအသင့်တော်ဆုံးလို့ညီကလို့ထင်ကြလဲဆိုတော့ဦးနနာရဲ့ဒီဘယ်လိုပြောမလို့အပြောင်းရွှေ့ကပူပူပြီးတော့ဖြစ်နိုင်ခြင်းများလာပြီဆိုတော့လေကျွန်တော်အနေနဲ့ကတော့ဟိုနံပါတ်1ပြလောလောဆယ်မှာရီယယ်မက်ထရီရဲ့ကုသမလူနေရှိတယ် ယခုရှိတာကတော့လူနေက Real Madrid ကိုသမားဖြစ်တယ်လို့ Courtois က injury ပြဿနာရရင် Real Madrid အားအကိုးအဆုံးသူဖြစ်တဲ့အတွက်ကျွန်တော်လူနေကိုခေါ်ဖို့အတွက်ကဖြစ်နိုင်ကြည်ကြီးရှိချင်မှရှိပါလိမ့်မယ်။ဟိုအထူးသဖြင့်တော့ Courtois လိုကိုကိုသမားမျိုးကိုကြော်ပြီးတော့နေရမရဘူးပေါ့နော်။ဒါပေမဲ့လေကစားမကစားတဲ့ခါကြလို့ရှိရင် performance ကောင်းကပြတယ်။ဆိုတော့လူနေကိုခေါ်ဖို့ဆိုတာမျိုးကကစားမကိုယ်တိုင်ကအကယ်လို့ second choice goalkeeper အနေနဲ့ Real Madrid မှာကြီးနေနေတယ်ဆိုလို့ကျွန်တော်ကျွန်တော်ခေါ်လို့ရမှာမဟုတ်ဘူး။ ရီယယ်မက်ထရစ်လိုအသင်းမျိုးဆိုတော့ခါလည်းကလည်းဟိုကစားလေကစားကွင်းရခဲ့တဲ့ခြေနေနေရှိတယ်ဆိုတော့လည်းမကြည့်နဲ့ဆရာလည်းအကြောင်းကမရှိဘူးဗျာဖလားတွေလည်းစိန်ခွန်နိုင်နေတာဟုတ်ကစားမအရင်းနဲ့ရှိမှ Champions League ပါလီလည်းရယူထားပူပြီးသားဆိုတော့ okay ငါတော့ပွဲကစားကွင်းကိုပဲဦးစားပေးရမယ့်အချိန်ဟိဆိုလို့ရှင်တော့လူနီကိုခေါ်ဖို့ဆိုလို့ရှိရင်အသင်းတွေကဒါကျူပန်းလို့ရာကောင်းရနိုင်မှာပေါ့လေဆိုတော့ဒါက choice တစ်ခုပေါ့နော်အဓိကကတော့ကစားမကောင်းတယောက်ဖြစ်ပြီးတော့ Real Madrid မှာအရန်အနေနဲ့ပဲအများစုအချိန်ကုန်နေရလို့ အတင်းအတင်းရစဉ်းစားတင်းနေတဲ့မှာပါတာ real metric ရဲ့ဘက်ကတော့ဟိုလိုလွယ်လေးမယ်လို့တော့မထင်ဘူးပေါ့နော်လက်လို့ဖို့ဆက်သားလူနေတယောက်ရှိရင်နောက်တယောက်ကဘယ်လိုပြောမလဲစပါအတင်းရဲ့ဂိုသမာ vicario ပေါ့လေစပါရဲ့ number 1ဂိုသမာပါနော်စပါရဲ့ number 1ဂိုသမာပါပြီးလို့ရှိရင်အီတလီရဲ့ကျွန်တော်နေတဲ့ဒီတွန်နရူမာနေရာကိုကြော်ပြီးတော့ရနိုင်ကြိုးအတွက်ထိုက်တန်တဲ့ဂိုသမာပါစပါစီကနေပြီးတော့တော့အဲ့ဒါရဖို့ကတော့မလွယ်ပါဘူးเนาะလီဗီတို့ဘာလို့ဆိုတာမျိုးကလဗိုင်းတို့ဘာလို့ဆိုတာမျိုးကဘယ်လိုပြောမလဲဒီ အလုတ်လုတ်တဲ့နေရာမှာပြိုင်ဘက်တီနဲ့အလုတ်လုတ်တာတအားတော့တာဗျာဒီလားနော်ဟိုဒိုင်းရိုက်ပြိုင်ဘက်တီကိုသူတို့ဘလူးမန်သူတို့ရဲ့ကစားမကောင်းတွေကိုလက်လုတ်လေးမရှိဘူးအဲဒီကိန်းလဲအဲ့ဒါကြောင့်ဘိုင်မြူနစ်ကိုရောက်သွားတာဆွန်အောင်မင်းလည်းဘယ်မှမပြောင်းသွားပဲနဲ့လက်ရှိဗီကာရီယိုလိုကိုသမားမျိုးကိုဆိုလို့ချင်းလည်းပဲတေးကြတယ်တခြားအင်းကောင်းစားဖို့ရည်သူဘယ်တော့မှလက်လုတ်မှာမဟုတ်လွယ်လွယ်နေတော့ဆိုတော့တကယ်လို့ကျိုးမဲ့မယ်ဆိုလို့ချင်းရင်ဗီကာရီယာတို့ဗီကာရီယိုတို့ဘာလို့ကိုခေါ်သင့်တယ်ဗီကာရီယိုကဘောပလင်း ability လည်းကောင်းတယ် goal keeping ability ကလည်းတော်တော်လေးကောင်းနေတယ်မှာပါတယ်ဗျအကောင်လေးရတာတီးတယ်လို့ထင်ရတာသူ့ရဲ့အရေးချင်းကတော်တော်ကိုကောင်းနေတယ်မှာပါတယ်အဲကျွန်တော်ကတော့ဒီ Vicario ကိုပေါ့နော်ဟိုအတင်းဘက်ကမန်ကန်ကျူးပန်းတင်နေတယ်မှာပါတယ်လို့ကျွန်တော်ထင်တယ် Vicario ဒါအတင်းကြီးတွေပါတယ်ဒီထက်ပိုပြီးတော့ကြီးတဲ့အတင်းတွေကိုရောက်လာမယ်ဆိုလို့ရှင်အီတလီမှာနေရာရနိုင်စွမ်းကလည်းပိုပြီးတော့မြင့်လာနိုင်မယ်လို့ထင်တယ်အခုကဒေါ်နာရူမာကကပတိန်နဲ့ဖြစ်တဲ့သူကြော်ပြီးတော့နေရာမရဘူးတကယ်တမ်းကမင်း Vicario ကဒေါ်နာရူမာထက်အများကြီးပိုကောင်းတယ် အများကြီးပူကောင်းတယ်ဒေါ်နာရူမထက်ဒီလာဒီလုံးဝ all rounder keeper အဖြစ်အများကြီးပူကောင်းတယ်နော်ဒေါ်နာရူမကတခါတလေမှ goal keeping နေရာတွေမှာတောင်မှပြက်တနာတွေတအားကြီးနေတာဗျာဒီလာဆိုတော့ Vicario ဟာအများကြီးပူကောင်းတဲ့ကုသမားပါဆိုတော့အသင်းအနေနဲ့ဒီစပါးကုသမားဖြစ်ပေမဲ့လေလို့ကျွန်တော်တို့ကကျူပန်းတဲ့နေရာမှာပါတယ်လို့ကျွန်တော်ထင်နေပါတော့မလွယ်ဘူးမဲ့လေလို့ဆိုတော့အုံနနာကိုနေရာကိုတည်းကျွန်တော်အစားထိုးခဲ့ရင်ပေါ့ဗျာဆိုတော့နောက်တစ်ယောက်ကဘယ်လိုပြောမလဲဒီထားပါတော့ကျွန်တော်ဆိုလို့ရှိရင် ရိုက်တန်ရဲ့ပေါ့နော်ကုသမဖြစ်တဲ့ဘာဘလူဂျန်လင်းသဘောကြတယ်တခါတလေကြလို့ရှိရင်တော့အမှားတွေတော့ရှိတာပေါ့လေဒါပေမဲ့ဘာဘလူဂျန်လီကတော့ကောင်းတယ်နော်ဘရိုက်တန်ရဲ့ကုသမဘာဘလူဂျန်ဒီ Netherland နံပါတ်1ဂိုးကီပါပေါ့ဗျာဆိုတော့တော်တော်လေးကောင်းတယ်ဟိုဘယ်လိုပြောမလို့ဘရိုက်တန်မှာက Jason Steel ရဲ့သူရဲ့နှစ်ယောက်ရှိတယ်ဒါပေမဲ့လို့သူကလက်ရှိမှာနံပါတ်1ကုသမဖြစ်နေပြီနော်ရှီနီးပြားရဲ့လက်ထက်မှာလည်းပဲကျွန်တော်အနေနဲ့ပို့ပြီးတော့နေနေရာတွေရတယ်အခုလက်ရှိမှာဆိုလို့ရှင်လည်းပဲပို့ပြီးတော့နေရာတွေရတယ်သူအမြဲတမ်းကြီးပါသူပဲနေရာရတာ ိုတော့တခြား league တွေမှာလည်းရှိပါတယ်ထားပါတော့ Dortmund ရဲ့ Kobel လို့ Switzerland goalkeeper 29ခုနှစ်ပဲရှိသေးတာဒါပေမဲ့ကျွန်တော်ကတော့ဗောနော်ဒီခုနကပြောတဲ့ Barbrugen တို့ဘာလို့ကိုတော်လေးသဘောကျတယ်တယ်မှာပါတယ်ဒီအတင်းကြီးတွေမှာရှိတဲ့ Spago သမားတို့ဘာလို့ကတော့ရဖို့မလွယ်ဘူးပေါ့လေလူနေတို့ဘာလို့ကတော့ရဖို့တော့မလွယ်ဘူးပေါ့နော် second choice goalkeeper ဖြစ်ဦးတော့ Real Madrid လို့အတင်းမျိုးဖြစ်နေတဲ့သူတို့တွေထွက်ချင်ကြလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ Barbrugen ဒီအတင်းနေတဲ့အမှန်ကန်ကျူးပန်းနေတဲ့မှာပါတယ်လို့ကျွန်တော်အစိတ်ကြိုက် goalkeeper လဲ ီဖြစ်တယ်ဆိုတော့ညီကလို့နေနေရောဆိုတော့အကယ်လို့ဦးနနနေရာကိုသားကျွန်တော်အစားထိုးရမယ်ဆိုရင်အတင်းတွေအတင်းတော်တို့ကဘယ်ကူးသမားဖြစ်လိမ့်မယ်လို့ထင်ကြတယ်ဆွေးနွေးရပါအားလုံးကိုကျေးဇူးများတင်ပါတယ်